အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတိပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတိပြုလိုက်ပါတယ် နိုဝင်ဘာလ9ရက်နေ့ကြာရောက်တဲ့အသက်48နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြသောသက်ဆိုင်ရာအဖွဲ့အစည်းလူပုတ်ကိုအယောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆုတောင်းမြတ်တာပို့ကျေးဇူးတင်လွှာတွင် AACUC ချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကအထက်ပါအတိုင်းတုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါသည်။ AACUC ချုပ်ကမွေးနေ့ဆုတောင်းစကားပြောပြကြပါသောပြည်သူများရဲဘော်ရဲဘက်များနှင့်မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေရန် ြန်လည်စူတောင်းမြတ်တာပို့တာပေးလိုက်ပါကြောင်းအေအေတမှုကြုံတက်တော်ရဲဘော်ရဲဘက်များရခိုင်အမျိုးသားအဖွဲ့ချုပ်မှပြည်သူဝင်နှံများအလုံးကလည်းပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများအမြတ်ဆုံးပြဝစီရန်ဆက်လက်ကြိုးစားရုန်းခံတိုက်ပွဲဝင်သွားပြီဖြစ်ကြောင်း AAC ဦးစီးချုပ်၏ကျေးဇူးတင်လွှာတွင်ရေးသားဖော်ပြထားပါသည် AA အနေဖြင့်မိမိ၏စစ်ရေးရှိမှချက်အတိုင်းပင်ဆက်လက်ချီတက်နေစေဖြစ်ပြီးအာရကတပ်တော်ကရခိုင်ပြည်နယ်အတွင်ရှိမြို့နယ်၁၄ခုကိုအပိသက်သိမ်းပိုက်ထိန်းချုပ်ထားကြောင်း စစ်တွေမျိုးနဲ့ကြောက်ပြူမျိုးနဲ့နဲ့မန်အောင်မျိုးတို့ကိုသာတင်ပိုက်ရန်ကြန့်ရှိတော့ကြောင်းတင်ပိုက်ရန်ကြန့်ရှိနေသည့်မျိုးနယ်၃ခုတွင်လည်းမျိုးနယ်အတွင်းရှိနေရာအများစုကိုထိန်းချုပ်ထားကာစစ်ကောင်စီတပ်သားများမှမျိုးပေါ်၌ကြန့်ရှိတော့ကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ရှင်းပြင်းရခိုင်နှင့်မကွေအဆက်ရခိုင်နှင့်အေရဝတီတိုင်းအဆက်ရခိုင်နှင့်ပဲခူးတိုင်းအဆက်များတွင်လည်းအေအေကပြည်သူ့ကောက်ွက်ရေးတပ်မတော်နှင့်တွဲဖက်၍အကြံဖက်စစ်ကောင်စီတပ်များကိုတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းအေအေဤသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဆက်လက်ပြီးညောင်လေးပင်တွင် မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးပြစ်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာတွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Nine Star Underground 4ပဲခူးရီဂျင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နီနိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန် ညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာအုတ်ချုပ်ရည်မှုလည်းဖြစ်ဖြူစောတိကောင်းဆောင်လည်းဖြစ်သူမင်းမင်းဦးဤတပီးဖြစ်သူဖြူစောတိငမျိုးကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးသေဆုံးသွားကြောင်းအလားတူရင်းနှစ်တွင်ပင်တရက်ထဲဖြူစောတိကောင်းဆောင်မင်းမင်းဦးကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်သူဆရာမင်းမင်းဦးကို၅ချက်တပည့်ဖြစ်တဲ့ငမျိုးကို၂ချက်တရက်ထဲ၂ကောင်ရှင်းလင်းခဲ့တာပါ တက်ကိုတိုက်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူနေတဲ့အင်းတဲကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ပေမှာပဲကြီးနှချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု9 star underground phone ဘကိုးရီဂျက်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။တည်ဆုံသွားသောပြူစော်တီငမျိုးမှာတော်လရဲ့အင်အားစုများဤမြေပြင်လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံသို့တိုက်ရိုက်သတင်းပေးပို့ခြင်းပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအတိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်း သူနှစ်မတည့်သူများကို PDF ထောက်ပို့မှုအမိတက်ကဝင်းညစ်ချင်းစစ်မှုရန်ပေါ်တာဆွဲခြင်းလှုံ့ဆော်နေသူဖြစ်ကြောင်းသိရပါတယ်။ပဲခူးတိုင်းမြောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏တောက်တိုင်များကို9 star UG အဖွဲ့လက်လန်းမိသည်များရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့၏တာဝန်ရှိသူကသတိပေးထားပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။